ျမရဲ့ဗီဒီယိုဒီအောက်မှာဆိုလို့ရှိရင်တချို့အမျိုးသားတွေပေါ့နော်အရန်ကိုမှဟိုသူတို့ရဲ့ခေါင်းထဲမှာပေါ့နော်ဒီလိန်ကိစ္စနဲ့ပတ်သက်ပြီးတော့ပဲအရန်ကြီးဆိုးနေတာပေါ့နော်အဲ့လိုအမျိုးသားတွေကပို့ပြီးတော့မှဖောက်ပြန်မှုပို့လုတ်တက်ကြတယ်အဲ့တော့ဒါကတော့ထားပါပေါ့နော်ဒါမဲ့ကျမအမျိုးသမီးတွေဘက်ကပဲပြောပြမယ်ပေါ့နော်အကိုတို့ထင်တယ်လို့မျိုးကြီးအမျိုးသမီးတိုင်းကပေါ့နော်အမျိုးသမီးတိုင်းက အော်အဲ့ရဘွားကိစ္စစွမ်းဆောင်နိုင်လောက်ယုံနေဒီအမျိုးသားတယောက်ကိုလက်တွဲတာမဟုတ်ဘူးရှင်เนาะအမျိုးသမီးတယောက်ရဲ့စိတ်ကကြတော့အကိုတို့နဲ့ပြောင်းပြန်ပါเนาะအကိုတို့ကကြတော့အမျိုးသမီးတယောက်ကလင်ကိစ္စပိုင်းမှာကျွမ်းကျင်ပိုင်နေတဲ့အမျိုးသမီးဆိုရင်အကိုတို့ကเนาะအကိုတို့ဂုံတိတ်ခါတွေကိုစွန့်ပြင်ရရင်လည်းပြဿနာမရှိဘူးအကိုတို့မှာမိန်းမတွေတားသမီးတွေလည်းအကိုတို့ခေါင်းထဲမှာမရှိတော့ဘူးအကိုတို့ရဲ့လင်ကိစ္စကိုအကောင်းဆုံးစွမ်းဆောင်နိုင်တဲ့သူဆိုလို့ရှင်အကိုတို့ကဘာကြီးနေလဲ เนาะဘယ်လိုမိမကြီးပဲဖြစ်နေနေတန်ဖိုးမရှိရဲ့မိမပဲဖြစ်ဖြစ် KTV ကမိမပဲဖြစ်ဖြစ်เนาะကလေးနှစ်ယောက်သုံးယောက်ရဲ့အမေပဲဖြစ်ဖြစ်အကိုတို့ကအာကိုယ်ကုံတိတ်ခါကြီးစွန့်လွတ်ပြီးတော့มาตွားတတ်ကြတယ်ဒါပေမဲ့အမျိုးသမီးတွေကအဲ့လိုမဟုတ်ဘူးရှင့် နော်အမျိုးသမီးကောင်းနေရအဲ့လိုမျိုးမဟုတ်ဘူးနော်အမျိုးသမီးကောင်းနေရအဲ့လိုမျိုးမဟုတ်ဘူးအမျိုးသမီးတွေကကြတော့ဒီအမျိုးသားတယောက်ပေါ်မှာသူတို့ကချစ်ချင်းမြတ်တာဆိုတဲ့အရာမပိုင်ဘယ်တော့မှဒီအရာပေါ်ကိစ္စကိုလက်မခံဘူးနောက်တစ်ခုကကြတော့ဗာလဲဆိုလို့ရှိရင်သူတို့စိတ်ထဲမှာဒီအမျိုးသားဟာသူတို့စိတ်ကိုစိတ်လုံးကြုံမှုပေးနိုင်ပြီးတော့မှသူတို့အားကိုးခြင်းစရာလူတယောက်မဟုတ်နေဘူးဆိုလို့ရှိရင်လည်းဒီအရာကြီးဆွမ်းဆောင်နိုင်လောက်ရုံနဲ့ဒီအရာကြီးကောင်းနေရုံနဲ့အဲ့ဒီလူတယောက်ကိုမရွေးချယ်ဘူးရှင့် အမျိုးသမီးကောင်းတဲ့အနေနဲ့ပေါ့နော်အဲ့တော့တခြားသောအာငွေကြေးနဲ့ပတ်သက်ပြီးတော့မှပေါ့နော်ကတ်တဲ့အမျိုးသမီးဒါမှမဟုတ်လို့ရှိရင်လေဒီအရာကြီးဒီလိမ်မိုင်းဆိုင်ရာကိစ္စကြီးကိုမှအရန်တနာကြီးနေတဲ့အမျိုးသမီးတွေဒါဆိုလို့ရှိရင်အကိုတို့ပြောတဲ့အချက်လက်တွေကမှန်ကောင်းမှန်လိမ့်မယ်ဒါပေမဲ့အမျိုးသမီးကောင်းနေမှာကဒီအကိုတို့အိမ်ဒီအိမ်ရာဘောကိစ္စကြီးကိုစွမ်းဆောင်နိုင်လောက်ယူနေအဲ့ဒီအမျိုးသားတယောက်ကိုမရွေးချယ်ဘူးเนาะသူတို့အထင်ကြီးတဲ့အချက်ရှိမှသူတို့ချစ်တဲ့လူဖြစ်မှသာလဲအဲ့လို အဲ့ဒီလူလူတယောက်ကမစွမ်းဆောင်နိုင်ရင်လည်းအဲ့ဒီလူနဲ့ရေရှည်လက်တွဲမြဲပြီးနေနိုင်နေရှင်เนาะဒါကိုအကိုတို့သိစေချင်လို့ကျွန်မပြောပြပေးတာကျွန်မကိုလာပြီးတော့မှဟိုပြောချင်လဲပြောဆဲချင်လဲဆဲအပြစ်ပြောချင်လဲပြောလို့ရတယ်။ဘာကြောင့်လဲဆိုရင်လူတိုင်းဒီကြီးပြင်းလာခဲ့တဲ့ပတ်ဝန်းကျင်တွေမတူဘူး၊တင်ယူခဲ့တဲ့အရာတွေမတူဘူး။အဲ့ဒီအတွက်ကြောင့်ယုံကြည်ချက်တွေလည်းမတူနိုင်ဘူး။ဒါပေမဲ့အမျိုးသမီးတော်တော်များများကတော့ကျွန်မပြောတဲ့အချက်လက်တွေအတိုင်းပါပဲရှင်။နော်။ အာဆုံးရွယ်ရွယ်ပေါ့နော်ဖောက်ပြန်တဲ့သူတွေကတို့ချင်းချင်းပြောနေတဲ့စကားလေးပေါ့နော်အဲ့တော့အမျိုးသားကော်လီချက်ရတာကော်လီချက်ရတာကတို့ကတို့ချင်းချင်းရံပြီးတော့နင်းအဲ့ကောင်ကငါးလောက်တောင်တန်ကြီးရှိလို့လားငါကကြောက်စိမ့်ကော်လီထည့်ထားတာ အဲ့ဒီစကားလေးရှိရတကယ်တကယ်လည်းများနေကြပါလေအဲ့ဒီဖြစ်ပြလေးကိုမရှိကြားလိုက်ရတယ်ဗောနော်အဲ့တော့ယောက်ျားလေးချင်းရှင်တောင်မှအဲငါကောင်ဘာသာတယ်ဘာသာတယ်ငါကောင်ကားကြီးဘယ်လိုစီးတာဘာဖုန်းနေခိုင်းတာဘာတွေဘာတွေဆိုတာထက်ကောအဲအဲ့ဒီနေရာမှာလည်းယောက်ျားလေးချင်းကရှင်ကြတယ်တော့နော်မင်းကလေးလို့ branded အိတ်ခိုင်းတာတွေဘာတွေညာတွေဆိုတာထက်ကောယောက်ျားလေးချင်းကြတော့ငါဟာဘယ်လိုမရဘယ်လိုမျိုးပေါ့နော်